UK channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ UK channel လေးမှာ မတင်ဆက်ရတာကြာပြီဖြစ်တဲ့အတွက်ကြောင့်ဒီပတ်မှာတော့စာရေးဆရာမမွန်မွန်ခိုင်ရေးသားထားတဲ့ထူးဆန်းသောရုပ်ရှင်ရုံဆိုတဲ့ဇာတ်လမ်းလေးကိုတင်ပြချင်ပါတယ်ရှင်။ဒါဆိုရင်ကျမတို့ရဲ့ဇာတ်လမ်းလေးကိုစာကြရအောင်ရှင်။အချိန်ကာလအဖြစ်မြန်မာပြည်တွင် ရုပ်ရှင်ရုံများစတင်ခေတ်စားသောအချိန်ဖြစ်သည်။ ဖက်ဆစ်စနစ်ခေတ်ဆိုမှာလွတ်မြောက်ချိန်ပြည်သူပြည်သားများအားလုံးခြေကုံလက်ပံကျနေချိန်တည်းဖြစ်၏ထို့ကြောင့်ပျော်ရွှင် အေဂျန်လွတ်လပ်မှုကို အခုံမြင့်ဆုံးသော အချိန်ဆိုကမမပါအခြားသောမြို့ကြီးများထက်နောက်ကျ၍ကျွန်တော်တို့မြို့တွင်ရုပ်ရှင်ယုံဖွင့်ဖြစ်လေသည်ရုပ်ရှင်စပေါ်သောအချိန်ဖြစ်၍အထူးအဆန်းလည်းဖြစ်ကခက်လေးလူငယ်လူရွယ်လူကြီးအားလုံးစိတ်ဝင်စားကြလေသည် ရုပ်ရှင်ရုံကိုစောက်ဖွင့်သောနေရာကိုမြို့သူမြို့သားများကသဘောမတွေ့ကြပေ။အပေကြောင့်ဆိုသောရုပ်ရှင်ရုံဖွင့်သောနေရာသည်ဂျပန်ခေတ်ပြည်သူများကိုညှဉ်းပန်းနှိပ်စက်သည့်ရေတွင်းတဲ့ပြစ်ချသကြိုသောနေရာဖြစ်လေသည်။ထိုစဉ်က လွမ်းမောဖွယ်ဇက်လန်လေးတစ်ခုတောင်ရှိသေးသည်။တော်လန်ရေးတက်တာလေးကိုဒုက္ခသည်နေချက်ရို့ဤဖန်စီနှိပ်စက်ခြင်းကိုခံရကညှဉ်းပန်းနှိပ်စက်လျက် ရေတွင်တဲ့အရှင်လက်လက်ပြစ်ချကြ၍အသက်စတေးလိုက်လေသည်ထိုအကြောင်းကိုသိသွားသောချက်သူဖြစ်သောငွေနှင်းမုံမှာရေတွင်တဲ့လိုက်လိုက်ပါခုံချသွားလေသည်ထိုခေတ်ကလေးကထိုရေတွင်ကလူသားစားရေတွင်တစ်ခုဖြစ်ခဲ့သည်ဟုဆိုလေမမပဲနှစ်ကာလအချိန်ကြာလာသည်နှင့်ထိုရေတွင်မှာအောက်နယံများကျိုးချေလျက်ခြုံနယ်ပိတ်ပေါင်းထက်ကား ိုရီတွင်ပဝန်းကျင်တွင်ပြင်ကြီးမှာ လူမနေသောဖုံးဆိုးမြေဖြစ်လေလေသည်ညညဆိုလူသူကင်းပြတ်လျက်အော်ဟိငိုယိုတံညင်းညူတံများကိုအတိုင်းသာကြားရလေသည်ဤတွင်မြုတ်ခံလူကြီးဦးအောင်လာကအစိုးရသို့လျှောက်ထားကထိုနေရာတွင် ရုပ်ရှင်ယုံကိုတိဆောက်ခြင်းဖြစ်လေသည်အပါရလူကြီးများက လူကြီးပီပီပူပန်ကြ၏ ဒီနေရာကနေရာကျန်းနဲ့အသေးဆိုးနဲ့တည်ကြတော့ကျွလွကြတော့မှာမဟုတ်ဘူးကျွန်တော်ကလူငယ်ပီပီအပရာရေတွင်းလဲပိတ်ပစ်ပြီးမြေနေရာညိအဆောင်အုံနေရာတော်ဖြစ်နေပြီတကယ်လို့သူတို့မကျွလွကြဘူးဆိုလို့ရှိရင်ဒီနေရာမှာရုပ်ရှင်ရုံစဆောက်ဖြစ်မှာမဟုတ်ဘူးအကယ်၍သူတို့မကျွလွကြဘူးဆိုလို့ရှိရင်ဒီနေရာမှာရုပ်ရှင်ရုံစဆောက်ကလေးကတောင်းကြမှာပေါ့ဗျာအပါတော့မကြိုက်တာအမှန်ပဲ ကဲပါအပါရတပတ်ခါပဲရုပ်ရှိုံဖွင့်တော့မှတမျိုးလုံးလဲပျော်နေကြတယ်ယုံဆဖွင့်လို့အလကားပြတ်ပေးမှတဲ့အေးပါမင်းတို့လူငယ်တွေပဲခက်တယ်ကွာပျော်တာလဲပျော်ကြပေါ့ဟုတ်ကဲ့ပါစိတ်ချပါအပါရဲ့ဘာမှမဖြစ်စီရဘူးကောင်းပါပြီကွာကျွန်တော်တို့မြို့ထဲသွားအောင်မဲ့ပါမမေလိုက်ရင်ပြောထားတော့ပါနောက်မချစီနဲ့နော်လူလေးဟုတ်ကဲ့အဖေ အဘအားနှုတ်ဆက်ပြီးကျွန်တော်သူငယ်ချင်းတွေ ရှိရာမြို့တဲ့ထွက်ခဲ့ဤသူလဲစဖွင့်မိရုပ်ရှင်ယုံကိုစိတ်ဝင်စားပါသည် ပထမဆုံးရုပ်ရှင်ယုံစဖွင့်သည့်နေ့မှလူအတော်ဆုံးကပျော်ဖို့ကောင်းပါလဲတေးချလေသည်ကျွန်တော်ထင်သည့်အတိုင်းပင် ရုပ်ရှင်ယုံစဖွင့်သည့်နေ့တွင် ရုပ်ရှင်ယုံဝန်ကြီးတစ်ခုလုံးခလေးလူကြီးလူငယ်များနှင့်ပွဲတော်ကြီးတို့များစီကားလေသည် ကျွန်တော်လဲကျွန်တော်တငယ်ချင်းများနဲ့ရုပ်ရှင်ရုံတို့အစောကြီးရောက်နေကဟိုဟိုတီတီဝယ်စားရင် လက်ပတ်ကြည့်ရှုနေမိသည်ထိုစဉ်ကျွန်တော်အားတစုံတယောက်စိုက်ကြည့်နေသလိုခံစားရတာမို့လက်ကြည့်လိုက်ရာဇရီဝိုင်းနဲ့ကောင်မလေးတယောက်မှာကျွန်တော်အားမမိတ်မတုံ ကြည့်နေလေသည် အမောင်တဲမှာအမောင်တဲမှာပင် သူမဤမျက်လုံးများကတောက်ရှူကျက်ပမာ တလက်လက် တောက်ပနေလေသည် ။မျက်နှာညိုးနေကလူကြားတဲ့ဟိုတိုးဒီတိုက်ဖြစ်အဖို့ကွဲနေပုံရသည်။ကောင်းမလေးကပင်သူသူ့စီလျှောက်လာက အကိုအကိုအကိုမုံကိုကူညီပါနော်။မုံတငယ်ကြီးနေနဲ့ကွဲသွားလို့။อืมရပါတယ်ညီမ။အကိုဘလို့လိုက်ပို့ရမလဲ။မုံကအခုမှအပင်ထွက်ဖူတာ။အိမ်လဲမပြန်ချင်သေးဘူး။ရုပ်ရှင်လည်းကြည့်ချင်သေးတယ်။ဟုတ်ပြီ။ဒါဆိုအကူနဲ့အတူလိုက်ကြည့်ပြီ။ ညီမတငငချင်းတို့တဖြည်းဖြည်းရှာကြတာပေါ့ဟေးကျေးဇူးတင်ပါတယ်ရှင်အကိုအကိုကိုယုံမနော်ဟုတ်ကဲ့ရှင်ယုံပါတယ်ရှင်အကိုသူ့မှာလဲတငငချင်းများနဲ့ကွဲသွားပြီမို့သူမနဲ့တယောက်တည်းရုပ်ရှင်ယုံတယ်ဝင်လာခဲ့သည်လူကအတော်ပြင်ပြည့်ရှံနေပြီမို့ကျွန်တော်နဲ့သူမမှာအစွန်နားလေးတွင်နေရရလေသည်ရုပ်ရှင်စထွက်တော့နိုင်ငံခြားကစစ်ကားဖြစ်သည် ပထမဆုံးကြည့်ဘူးသောရုပ်ရှင်မို့ရုပ်ရှင်ုံတစ်ခုလုံးဤအာယုံသည်ပိတ်ကားတွင်သာစုပြုံလျက်ရုပ်ရှင်ုံတစ်ခုလုံးတိတ်ဆိတ်နေလေ၏ရုပ်ရှင်ကားထဲမှစစ်တနတ်တန်တတိုင်းတိုင်းကအပြင်မှာပိတ်ခတ်နေသည်နေမှုကျွန်တော်အပါအဝင် ရုပ်ရှင်ကြည့်သူများမှထိတ်လန့်နေကြလေသည်ထိုစဉ်ရုပ်ရှင်ုံထဲမှတနတ်ထစ်သောတရုပ်ဆောင်များမှာ သွေးကြီးချင်းနီလျက်အပြင်လောကမှာတခက်အဖြစ်အပျက်ကိုထိုင်ကြည့်နေရသလိုခံစားရသည်ထို့နောက်သွေးများမှာရုပ်ရှင်ပိတ်ကားသည့်စွန်းထင်းလာတာကို အော့ဩစွာ တွေ့လိုက်ရသည် သူ့ဘေးမှာကောင်းမလေးကပိတ်ကားကိုမမိတ်မတုံကြည့်နေလျက်သူ့ဘက်လက်ကအကိုပြန်ရအောင်နော်မကောင်းတော့ဘူးသူတို့တောင်းကြမ်းတော့မယ်ဘယ်သူလဲညီမရဲ့ပြန်ရအောင်ပါပြန်ရအောင်နော်အကိုနော်အကိုအပြင်ထွက်ကြရအောင်နော် ထိုးခြင်းရုပ်ရှင်ကားထဲမှစစ်တနအတန်နှင့်အတူရှေ့တန်းမှကြောင်းမဲ့ဖွဲရအတန်များကိုကြားလိုက်ရသည်အာလောက်ကြပါအောင်ဗျာလောက်ကြပါအောင်ဟာတနမှန်သွားပြီအာဘဲလာလာလဲတနက ရုပ်ရှင်ုံတဲရှိ လူများမှအုံအုံကြွကြွဖြစ်သွားကဝယုံတုံးကထပ်ပြေးချလီတော်သည်ကျွန်တော်မှကျွန်ုပ်ဘေးမှကောင်းမလေးတတိပေးတာကြောင့်ယုံပြင်ရှေ့ဆုံးရောက်လေသည်ယုံတဲ့တွင် လဲကြနင်းကြနဲ့လူများမှာဝရုပ်သုံးကဆူညံနေလျက်ရေတွင်းပြက်ကြီးနေရာရောက်တော့ဆွဲထားခံရသလိုလူပြေးလို့မရပဲလူနင်းခံရလေသည်။ယုံပင်ရောက်လာသူများမှာကမူးရှူထိုးဥတီယာပြေးကြသလိုယုံထဲတွင်လည်းကဘာပြက်နေလေသည်။ကျွန်တော်နှင့်ကောင်းမလေးမှာ လူအုပ်ထဲတွင်တိုးရင် လူချင်းကွဲသွားလေသည်။ကျွန်တော်တညလုံးလိုက်ရှာပါတော့လဲသူမကိုမတွေ့ရပါဘူး။ သူ့လက်ကိုကြည့်လိုက်တော့ပဝါအနီလေးတစ်ခု ပထာခံရလေသည်သူမအိပဝါဖြစ်ပေလေလိမ့်မည်ပဝါကိုဖြည့်ပြီးဖြန့်ကြည့်လိုက်တော့ပဝါတော့ဆွန်လေးတွင်ငွေနှင်းမုံဟုရေထိုးထားလေသည်ငွေနှင်းမုံငွေနှင်းမုံဟာဒါဒါဂျပန်ခေတ်ကချစ်သူအတွက်ရေရင်းခုံချအသက်ပေးထားတဲ့ငွေနှင်းမုံပဲဘယ်ဘလို့ဖြစ်ကုန်တာလဲ အဘပြောတာမှန်တယ်အခုတော့အလုံးဒုက္ခရောက်ကုန်ပြီဗျာဟင်ဒါနဲ့ငွေနည်းမောင်ကငေါ့ဘာဖြစ်လို့ကဲတာလဲကျွန်တော်မှအိမ်တို့ပြန်ရောက်တဲ့အထိအဖြစ်အပျက်အိမ်မက်လို့ဖြစ်နေကကြောင်စီစီနဲ့ဘာမှစဉ်းစားရမရပေမနေ့ရောက်တော့အခါရုပ်ရှင်ရုံထဲမှာတေဆုံးသူ အလောင်းများကိုမြို့ပြင်တင်ကြိုင်းတို့ထုတ်၍တကြူရသည်ဒီခိုက်တန်ရာရသူများမှလည်းယူးကြောင်မူးကြောင်ဖြစ်ကြောင်စီစီဖြစ်နေကြလေသည်တချို့မှရုပ်ရှင်ရုံထဲမှာပင် ရုပ်အလောင်းတောင် ပြန်မရပဲလုံးဝပျောက်ွယ်သွားလေသည်ထိုအပြစ်အပြက်ဖြစ်ပြီးနောက်ထိုရုပ်ရှင်ယုံကိုလုံးဝပိတ်ပစ်လိုက်ကရုပ်ရှင်ယုံရန်အနည်းအနားမှာဖြတ်သွားမိသူမရှိတော့ပေကျွန်တော်မှသာငွေနေမုံကိုမကြခဏအိမ်မဲမဲ့ရင်ငွေနေမုံထားခဲ့သောပဝါကိုသာထုတ်ကြည့်နေလိမ့်မည်သည်မိသည့်ပထမစကြောင့်မသိပေမဲ့သူ့ကိုကက်တင်ခဲ့တဲ့ငွေနေမုံအား ဖရားရောက်တိုင်းတတိတရာအမြဝေဖြစ်လေသည်ကောင်းရသူဂရိလာပါစီဝင်းနေမုံဟုတ်ကဲ့အခုတင်ပြပေးတဲ့ဇက်လန်လေးကိုစိုက်နေတက်ကြလိမ့်မယ်လို့ကျမထင်မြင်မိပါတယ်ရှင်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျမရဲ့အတန်ဇက်လန်အစီအစဉ်ကိုဒီမှာပဲနှိကုံချုပ်လိုက်ကြရအောင်ရှင်နောက်ထပ်အစီအစဉ်မှာပြန်လည်တွေ့ကြရအောင်နော်ဘိုင်ဘိုင်